ာဂျေးဆိုတာရုပ်ရည်ဖြောင်းဖြောင်းဗလာတောင့်တောင့်နဲ့တမျိုးလုံးကလူတွေရဲ့အထင်ကြီးလေးစားစွာနဲ့အေးပေးခြင်းကိုခံရသူတယောက်ဖြစ်ပါလေမနက်တိုင်းသူ့ရဲ့စီးတော်ရင်ဖြစ်တဲ့ဆိုင်ကယ်တစ်စီးနဲ့အလုတ်သွားလိရှိပြီးမြေအားသူတိုင်းကအာဂျေးကိုနာမည်ကျော်စူပါစတာတယောက်လို့ဆက်ဆံကြပါလေအာဂျေးကသူတို့ကိုလှမ်းကြည့်လိုက်တဲ့ခါတိုင်းမှာလဲဝါရဲ့နိုင်ငံရေးသမားကြီးတယောက်လားတယိုတသေးပြန်နှုတ်ဆက်တတ်ကြတာပါအเจ้าမသိတဲ့သူဆိုရင်တော့ဒါတွေကိုကြည့်ပြီး အာဂျေးဟာယာရူးကြီးကြီးနဲ့ယာရှိကြီးလိုလိုနိုင်ငံကျော်ပုပ်ကူကြီးလိုလိုထင်ကျင်စရာဖြစ်နေပါလေတကယ်တော့အာဂျေးဟာနိုင်ငံကျော်တဲ့သူတယောက်လည်းမဟုတ်တလို့ပုဂ္ဂလိကဘန်ပိုင်ရှင်တယောက်လည်းမဟုတ်ပါဘူးအမှန်တော့အာဂျေးဟာတာမန်ကျောင်းဆရာလေးတယောက်သာဖြစ်ပြီးတခြားသူတွေထက်ထူးခြားတာလည်းဘာမှမရှိပါဘူးတမျိုးလုံးဒီပါက လူတွေအားလုံးအာဂျေးကိုလေးစားနေကြရတဲ့အကြောင်းရင်းကတော့သူကိုယ်တိုင်အပေါ်ယံလောက်ရတွေနဲ့အထင်ကြီးအောင် တမင်ဖန်တီးထားတာကြောင့်ပါ ចောင်းသားလေးတွေရဲ့အထင်မှာတော့အာဂျေးကို NASA ကတော့လှုပ်လှုပ်ဖို့ကန့်လန့်ခဲ့ပြီးအက်စီဒန့်တစ်ခုကြုံလိုက်ရလို့သာမသွားပြစ်ခဲ့တာလို့ထင်နေပါတယ်ဇယာမတွေရဲ့အထင်မှာလဲအာဂျေးဟာနိုင်ငံအနာဂတ်ဖြစ်တဲ့ကလေးငယ်တွေကိုစာတင်ကြားချင်တာကြောင့်ယာရူးကြီးကြီးဝင်ငွေကောင်းတဲ့အလုပ်တွေကိုကြောခိုင်းပြစ်ခဲ့တယ်လို့ထင်နေပါတယ်အာဂျေးဟာသူကိုယ်တိုင်ကဘယ်နေရာမှာမှဖြစ်ဖြစ်မြောက်မြောက်ထူးချွန်တာမရှိပေမဲ့အပြောကောင်းပြီးမူသားကြွယ်သူဖြစ်တာကြောင့် ဘယ်နေရာရောက်ရောက်အားလုံးကသူ့ကိုဝိုင်းအထင်ကြီးကြပါလိမ့်ဂျင်းအကြောင်းနဲ့ဆိုင်ကယ်ပြိုင်ပွဲအကြောင်းတွေပြီးတော့အက လေ့ကျင့်ရင်မှလည်းမကြမ်းကြုံကြိုက်လာရင်စံတဆိုင်မှာတော့မှအကြံဉာဏ်တွေပြီးတတ်ပါသေးတယ်ဒါမဲ့ဒီမျိုးမှာအာကြီးရဲ့အပေါ်ယံအကြီးကျုံလွာကိုခွာချခြင်းနဲ့ကြောင်းစရာတယောက်တော့ရှိနေခဲ့ပါလိမ့်သူနာမည်ကပန်ဒေးဖြစ်ပြီးအာကြီးကြောင်းသားတွေကိုစူပူနေတဲ့အချိန်မှာဖုန်းနဲ့ခိုးရိုက်သွားပြီးတော့ကြောင်းအုပ်ကြီးကိုသွားတိုင်လိုက်ပါလိမ့် ကျောင်းကြီးရောက်လာချိန်မှာတော့အာကြီးဟာဟိုနိုင်ငံကဟိုမာကြီးလိုယူသားစွာစာတင်ကြပေးနေတာပဲတွေ့လိုက်ကြတာပါအမှန်တော့ကျောင်းကြီးရောက်လာရင်သူ့ကိုကြိုတင်အကြောင်းကြားဖို့ကျောင်းသားတယောက်ကိုကင်းတောက်လှုပ်ထားခိုင်းတာပါဒါပေမဲ့ကန်ဆိုးကျင်တော့ဒီနေ့သင်ကန်းစာကကဘာစစ်အကြောင်းဖြစ်နေပြီအာကြီးမှာအဲ့ဒီတမိုင်းကျောင်းကိုတေချာစွာရှင်းပြနိုင်ဖို့လုံလောက်တဲ့ဗဟုသုတတွေရှိမနေခဲ့ပါဘူးဒါပေမဲ့ညံကိုလွာသုံးပြီးကျောင်းသားတယောက်ကိုပဲ ဟစ်တလာဟာဆွေပွဲအစပိုင်းမှာဘာရီလုံနေခဲ့တယ်ဆိုပြီးတော့လှမ်းမေးလိုက်တာပါဒါကုံမြင်တော့ចောင်းဦးကြီးကចောင်းသားတွေကိုအမေးပြေစနစ်နဲ့တင် जा ပြတာအရန်ကောင်းတယ်ကွာဒီမှာပန်ဒီမင်းလည်းအာကြီးကိုအတူယူသင့်တယ်ဆိုပြီးတော့ပြန်ပြောသွားပါသေးတယ်ဒါပေမဲ့အာကြီးဟာသူ့ရဲ့အပေါ်ယံအယောင်ဆောင်လောက်ရတွေကြောင့်လူအများကလေးစားချစ်ခင်ကြတဲ့အတွက်အစဉ်ပြင်းနေပုံပေါ်ပေမဲ့သူ့ရဲ့တကက်စိတ်အတွင်းပိုင်းမှာတော့ကောင်းကောင်းမပြောနိုင်ရှာပါဘူး သူဖန်တီးထားတဲ့အပေါ်ယံရုပ်ပုံလွှာတွေဟာအချိန်မရွေးပျက်စီးသွားနိုင်ပြီလူအများသူ့ပေါ်ထားတဲ့ယုံကြည်မှုတွေဟာမျက်စိတမိအတွင်းမှာနေပျောက်ဆုံးသွားနိုင်လို့ပဲဖြစ်ပါလေတငယ်ချင်းစီကတစ်ဆင့်တချိန်ကသူ့လောက်တောင်ရေချင်းမရှိတဲ့ကျောင်းနေဘက်တယောက်ဟာအခုချိန်မှာဘဝအောင်မြင်မှုတွေရရှိနေပြီဖြစ်ကြောင်းသိရတော့အာဂျီပိုလို့စိတ်ဓာတ်ကျသွားရပါလေအဲ့ဒီလိုအောင်မြင်မှုတွေရရှိနေချိန်သူကတော့တာမန်ကျောင်းဆရာလေးတယောက်ဖြစ်နေတာရှိနေပြီနောက်ထပ်ငယ်တငယ်ချင်းတယောက်ကအိမ်အောင်ကြာပြီးတော့ နှွေးထွေးတဲ့မိသားစုတစ်ခုပိုင်ဆိုင်နေရချိန်မှာသူကတော့ပျက်စီးယိုယွင်းနေတဲ့အိမ်တောင်ရေးတစ်ခုကိုပဲပိုင်ဆိုင်ရတယ်ဆိုပြီးယင်ပွင့်နေပါလေပျက်စီးနေတဲ့အိမ်တောင်ရေးဆိုလို့အာကြီးရဲ့တငယ်ချင်းတောင်တော်လေးအံဩသွားခဲ့ရပြီးတော့အချောင်းကတော့အာကြီးလက်ထပ်ပွဲကျင်းပစဉ်အချိန်တုန်းကအရန်ချော်မော်လှပပြီးပြီးပြည့်စုံတဲ့သရိုသမီးကိုပိုင်ဆိုင်ခွင့်ရတဲ့သူ့ကိုတမျိုးလုံးကဝိုင်းအွန်အားကြနေခဲ့ကြတာကြောင့်ဖြစ်ပါလေ အာကြီးကတော့သူ့ရဲ့အိမ်အောင်ကြီးဟာအတော်စိတ်ပြတ်စရာကောင်းတဲ့အခြေအနေမှာရှိနေပြီးဖြစ်နိုင်ရင်အိမ်အောင်ပြန်မအိတ်ချင်ဘူးလို့ပြောနေခဲ့တာပါအာကြီးကလုံသိမ့်ချင်ရောက်တိုင်းညင်းတဲ့တကောင်ထိအရက်ဆိုင်မှာထိုင်တောက်နေတယ်ပြီးသူအိမ်ပြန်ရောက်တဲ့အချိန်ဆိုဇနီးဖြစ်သူနီရှာတယောက်အိတ်ပျော်နေပါပြီဒါဆိုရင်အာကြီးကရေခွက်တွေပြစ်ချကာနီရှာကိုနှိုးလိုက်ပြီးဂရေမော်ကမောင်းချလိုက်ပြီးတော့ကျမ်းပြင်မှာဆင်းအိတ်ခိုင်းပါလေနီရှာကလည်းမျက်နှာလေးညှိုးငယ်စွာနဲ့အာကြီးပြောတဲ့အတိုင်းလိုက်လို့ရရှာတာပါ တချိန်ကအာချင်းနဲ့မတွေ့ဆုံရခင်အချိန်တုန်းကနီရှာဆိုတာပေါ်ပါသွက်လက်ပြီးပျော်ပျော်နေတတ်တဲ့ကောင်မလေးတယောက်ဖြစ်ခဲ့တာပါ။သူမအုပ်စဘောရုပ်ချောတဲ့မိမပြိုလေးတူဖြစ်ခဲ့ပေမဲ့လောကမှာအရာအလုံးပြည့်ပြည့်စုံသူမရှိလို့ဆိုတဲ့အတိုင်းအားနေချက်အနေနဲ့ဝက်ယူးပြန်ယောဂါလေးတော့ရှိနေပါလေ။အဲ့ဒီယောဂါကြောင့်ပဲခြေသူကြီးစားမထားရဲပဲတကိုယ်ဒီအပြိုကြီးလောက်ဖို့တွေးထားခဲ့ပေမဲ့တကယ်မှာတော့အာချင်းတို့မိသားစုဘက်ကသူမကိုကန့်လန့်လာခဲ့တာပါ။ လီရှာကအပေါ်ယံဟန်ပြကောင်းတဲ့အာချေးကိုအကဲခတ်ကြည့်ရမှာစိတ်သဘောထားကောင်းတဲ့လူရင်မွန်တယောက်ပုံပေါက်နေပြီခလေးလဲချစ်တက်ပြတတ်သလိုညံထပ်ပြီးတော့အပေါင်းသင်းဆက်မုံကြတယ်လို့ကောက်ချက်ဆွဲလိုက်ပါတော့တယ်ဒီချက်တွေကြောင့်ပဲသူမရဲ့ဝယ်ဥပြန်ယောဂါကိုသဘောထားကြီးကြီးနဲ့ခွင်းလွန်ပေးနိုင်မယ်လို့ထင်ခဲ့ပြီအာချေးကိုသူ့စီမှာဝယ်ဥပြန်ယောဂါရှိချောင်းအမှန်တိုင်းဖွင့်ပြောပြလိုက်ခဲ့တာပါလီရှာထင်ထားခဲ့သလိုပဲအာချေးအတွက်အဲ့ဒီယောဂါကပြဿနာမဟုတ်ခဲ့ပါဘူး အချောင်းကနီရှာရုပ်ရည်ချောမောပြီးပညာရည်ချင်းမြင်မှသူဖြစ်တဲ့ပြင်မျိုးရိုးကလည်းမြင်သေးတာကြောင့်ဇနီးဖြစ်လက်ထက်ရရင်အာကြီးတို့များစွာဂုံတက်စရာဖြစ်နေတာပါဒါကြောင့်ဝယ်ယူပြန်ယောဂါကို လုံးဝထဲမတွတ်တော့ပါဘူးဒါပေနီရှာကအခုဆိုရင်ယောဂါပြန်မထတာ10နှစ်လောက်တောင် ရှိပြီလို့ဆိုတာကြောင့်ယောဂါပျောက်ကင်းသွားပြီလို့တောင်ထင်နေခဲ့တာပါအဲဒီလိုနဲ့အာရှင်းတဲ့နီရှာတို့ရဲ့မင်္ဂလာပွဲကြီးကိုကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြပြီး ဖြစ်ချင်တော့နီရှာရဲ့ယောဂါဟာအဲ့ဒီညမှာပဲပြန်ထလာပါတော့တယ်။အာကြီးလဲသူမတကိကိနဲ့တက်နေတာကိုမြင်သွားခဲ့ပေမဲ့ခင်မုံကောင်းတယောက်ပီတာစွာဝင်ရောက်ပြုစုပေးရမယ်စားကြောက်ရွံ့မုန်တီတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့တာပါ။အဲ့ဒီချိန်ကစပြီးတော့သူတို့ရဲ့အိမ်တော်ရေးမှာအကွဲเจ้าတွေစတင်ဖြစ်ပေါ်လာခဲ့တာပါပဲ။အာကြီးအဲ့ဒီချိန်ကစပြီးတော့ယောက်ျားတယောက်ရဲ့တာဝန်ဝတ္တရားတွေဘာမှမကျေပွန်တဲ့အပြင်နီရှာနဲ့အတူအပြင်ကိုတောင်တခါမှထွက်မလဲခဲ့ဘူးပါဘူး။ အချောင်းကနေရှာကိုအပြင်ခေါ်ထုတ်သွားပြီးရုတ်တရက်သူမရဲ့ယောဂပြန်ထလာရင်လူများရှိမှအရှက်ကွဲမှဆိုတာကြောင့်ပါပဲဒီချောင်းကိုနေရှာတိခဲ့တဲ့ချိန်တုန်းကဒေါသတကြီးနဲ့အာကြီးကိုပါရိုက်ချလိုက်မိတော့တာပါအဲဒီချိန်ကစပြီးသူတို့နောက်ဦးဟာအမိခံလင်များဖြစ်ရောက်သွားခဲ့တာအခုချိန်ထိပါပဲနေအောင်လုံးတစ်ခါတည်းကွာရှင်းပြတ်ဆဲခြင်းမရှိသေးတာက အာကြီးဘက်ကအိမ်အောင်ပြတ်တစ်ခုလည်းမဖြစ်ချင်တာနဲ့နေရှာဘက်ကတော့တဏိကြရင်အာကြီးကခင်မုံကောင်းတယောက်ဖြစ်လာလိမ့်မလားဆိုပြီး တိတ်တခိုးမျော်လင့်နေမိတာကြောင့်ပဲဖြစ်ပါလိမ့်။ဒါပေမဲ့လက်ရှိချိန်ထိတော့အာဂျီဟာခင်မုံကောင်တယောက်ဖြစ်လာမဲ့အရေးရောင်တော့မရှိသေးပါဘူး။တကယ်မှာအာဂျီတယောက်မနက်စောစောစီးစီးနေရှာနဲ့စကားများပြီးခန့်ညင်းညင်းနဲ့ကြောင်းကိုထွက်လာခဲ့ရမှာအတန်းထဲမှာကြောင်းသားတယောက်ကကဘာစိဖြစ်တဲ့ကာလာတုံးကဂျူးလူမျိုးတွေကိုအစိမ့်ငွေနဲ့တတ်ဖြတ်ဖို့စီစဉ်ခဲ့ရမှာဘာကြောင့်သူတို့ရဲ့အဝတ်အစားတွေကိုအရင်ချွတ်ခမ်းရတာလဲဆိုပြီးမေကုံထုတ်လာပါလိမ့် အာကြီးကဘလို့ဖျားမှန်းမသိဖြစ်နေပြီးတော့ဇကားလမ်းကြောင်းလွှဲဖို့လှုပ်တော့ចောင်းသားကဆရာလေမသိမသိဘူးလို့ပြောပါဘာလို့ဇကားလွှဲနေရတာလဲဆိုပြီးရေကျဲကျဲနဲ့ပြန်ပြောပါလေဒါနဲ့အာကြီးကလည်းငကူစိတ်မကြည်တဲ့ခံနဲ့ဒေါသထောင်းနဲ့ထွက်သွားပြီးចောင်းသားကိုပားရိုက်လိုက်မိပါတော့လေဒါပေမဲ့ तू မသိတာကအဲ့ဒီကလေးကလွတ်တော်အမတ်ကြီးတယောက်ရဲ့ตาဖြစ်နေတယ်ဆိုတာကိုပါမကြခင်မှာပဲအာဂျီတယောက်နိုင်ငံရေးသမားကြီးတယောက်ရဲ့သားကိုပါရိုက်လိုက်တယ်ဆိုတဲ့သတင်းစကားဟာ မြို့ထဲမှာပြန့်နှံ့သွားခဲ့ရပြီးပြဿနာတက်ရပါတော့တယ်။ဒီနေရာမှာကျွန်တော်ကတော့လမ်းဘေးအကျော်သေးတယောက်ရဲ့သားကိုပားရိုက်ခဲ့ရင်တော့ဘာမှမဖြစ်တော့ဘူးလားဆိုတဲ့အတွေးနဲ့တန်ဝေကတရားတွေလည်းပွားမိရပါသေးတယ်ခမ။အာကြီးကအဲ့ဒီနှခမ်းမွေးတကားကနေနိုင်ငံရေးသမားလို့ဆိုတဲ့သူကိုလက်အုပ်ချီတောင်းပန်စကားပြောခဲ့ပေမဲ့အမတ်ကြီးကတော့အာကြီးရဲ့အတံမွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ကျောင်းဆရာဖြစ်ကနေတက်တလုံးအနာယူသွားရအောင်လုပ်ပြမယ်လို့ပြောခဲ့တာပါ။ ဒါပေမဲ့ကျောင်းကြီးရဲ့ဝိုင်းဝန်းတောင်းမှန်မှုကြောင့်ဒီကိစ္စကိုစုံစမ်းကော်မရှင်ဖွဲ့ပြီးတော့အာသေးကိုကျောင်းဆရာဖြစ်ဆက်ထားတဲ့မထားတဲ့စစ်ဆေးဖို့နဲ့ဒီကြာကာလထဲမှာတော့တာဝန်ကနေခိတ္တဆိုင်ငံ့ထားပါလို့ဆိုကပြန်သွားခဲ့ပါလိမ့်အာသေးကတော့အလုပ်ပြုံးမဲ့အရေးတစ်ခုပြီးတော့သူ့ရဲ့အပေါ်ယံဟန်ပြလှုပ်ထားတဲ့ယာရီအားလုံးပြိုကျပျက်စီးကလူတွေအထင် ဝိုင်းသေးကြမှာစိုးရင်ရတာကတကြောင်းနဲ့ကောင်းကောင်းအိတ်မပြောင်းနိုင်တော့ပါဘူးနောက်ရမှာတော့တငယ်ချင်းပြည်သူနဲ့အရက်ထိုင်တောင်းရင်း အထက်တန်းကျောင်းသားဘွားကခရစ်ကတ်ကစားပွဲကြောင်းစကားဆက်မိရာကအာဂျီအကြံတစ်ခုရသွားခဲ့ပါပြီ။အဲဒီချိန်တုန်းကအာဂျီဟာကစားကွင်းကိုလျှက်စစ်မီးစင်ပေးတာတွေ၊ကွင်းထဲမှာရေဖြန်းတာတွေနဲ့မြက်တွေပြားနေအောင်လမ်းကျိတ်ဆက်နဲ့ကျိတ်တာတွေဦးစီးလှုပ်ဆောင်ခဲ့ပါတယ်။တကယ်တမ်းခရစ်ကတ်ကစားတော့အာဂျီရဲ့ရမှတ်ဟာငားမှတ်ကိုမကျော်ခဲ့ပေမဲ့အခုချိန်နှစ်တွေကြာလာတော့လူတွေကသူကွင်းထဲမှာဦးစီးဦးဆောင်လှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုပဲစွဲနေအောင်မှတ်မိနေကြပြီး အဲ့ဒီအထင်ကြီးစိတ်တွေနဲ့ကစားပွဲမှာလည်းအမှန်များများရခဲ့လိမ့်မယ်လို့ထင်နေခဲ့တာပါသူခုကြုံတွေ့ရတဲ့ပြဿနာကိုလည်းအရင်ကတိုင်းကြီးကြီးကျယ်ကျယ်တွေလှုပ်ရက်တွေနဲ့လှုပ်ပြပြီးတော့ဖုံးပစ်လိုက်ဖို့အကြံရခဲ့တာဖြစ်ပါတယ်ကျောင်းကြီးစီသွားပြီးတော့သူ့အမားတို့တောင်ဝန်ကတလားတိတိရန်နာတာကိုလက်ခံပါဖြစ်ပြီးသူ့ကျောင်းကိုလာပြီးတော့စာမတင်ရတာကြောင့်ကျောင်းသားတွေရဲ့ပညာရေးနောက်ကျတာမျိုးလည်းမဖြစ်ရအောင်အွန်လိုင်းကနေ live လွှင့်ပြီးတော့စာတင်ပေးမယ်လို့ကတိပေးခဲ့ပါတယ် ဒါပြင်ခုချိန်မှာဒုတိယကမ္ဘာစစ်ကြောင်းတင်ကြားနေတာဖြစ်လို့သူစရိတ်နဲ့သူဥရောပတခွင်လှဲ့လေပြီးကမ္ဘာစစ်တုံးကအထင်ကြီးဖြစ်တဲ့နေရာတွေကိုကိုယ်တိုင်တွားရောက်ကကျောင်းသားတွေကိုလိုက်လွှင့်ပြပြီးလက်တွေ့သမိုင်းသင်ကန်းစာတွေကိုတင်ကြားပေးမယ်ဆိုပြီးအကြီးကြီးတွေပြောချလိုက်တာပါသူစီစဉ်ကိုလူတွေအထင်ကြီးမှလုံးဝသိကြနေသလိုရင်းနှီးရမယ့်ငွေကြီးပမာဏကလည်းတော်လေးများနေပါလိမ့်ဒါကြောင့်မနက်ခင်းတစ်ခုမှသူအမြေရေတွေအတင်းညှစ်ထုတ်ပြီးဖားခင်ဖြစ်သူစီကပတ်စံရအောင်ကြံစီရပြန်ပါလိမ့် သူရဲ့ចောင်းဆရာတယောက်ရဲ့တာဝန်နေနဲ့နိုင်ငံသမားကြီးနဲ့ဖြစ်တဲ့ပြဿနာတွေပြီးတော့နေရှားနဲ့အစမပြေလှတဲ့အိမ်တော်ကြီးចောင်းတွေကိုအုံချပြီးဖခင်တနာအောင်လုတ်ပြနေတာပါသူအခုချိန်မှာပြောင်းလဲသွားပြီးဖြစ်ចောင်းနဲ့အရင်ကနေရှားနဲ့ဘယ်နေရာမှာအလဲပတ်မသွားခဲ့ဘူးတာအတွက်စိတ်မကောင်းကြီးစွာဖြစ်ရတာကြောင့်အခုနေရှားနဲ့တူဥရောပတခွင်ဟန်နီမွန်ထွက်ချင်ပါတယ်ဆိုပြီးကလိန်စီညံ့စီဆင်းတော့တာပါငရာကကြီးလာတဲ့အဖေကတော့အာဂျီသူ့ကိုမလိမ်တပတ်လုံနေတာကိုကောင်းကောင်းသိနေခဲ့ပါတယ် ဒါပေမဲ့ဒီမီယူရရတဲ့ဟန်နီမွန်ခီးကြောင့်ပဲအာဂျေးနဲ့နီရှာတို့ရဲ့ဆက်ဆံရေးတိုးတက်လာနိုင်ကောင်းတာမို့ရူပီးတန်းနဲ့ချီထုတ်ပေးဖို့အတွက်စုံဖြတ်လိုက်ပါတော့လေအဓိကအကြောင်းရင်းကတော့မိဘအိမ်မှာအေးချမ်းသွားနေထိုင်ခဲ့ရတဲ့နီရှာတယောက်သူအိမ်ကိုချွေးမဖြစ်နဲ့ရောက်လာကမှတောင်းဝင်မကြည့်တဲ့အာဂျေးကြောင့်စိန်ရှင်းရဲ့ကိုဆင်းရဲဖြစ်နေတာကိုကိုချင်းစာနေမိတာပါပြီးတော့အာဂျေးလိုခင်မုံကောင်းတယောက်ရေချင်းမရှိတဲ့သားမျိုးကိုမွေးထားမိတဲ့အတွက်ပြန်လေပေးဆက်ခြင်းလည်းဖြစ်ပါတယ် နီရှာခမားမှာတော့အာဂျေးကသူ့ကိုဥရောပအထိဟန်နီမွန်ခီခေါ်သွားမယ်ဆိုတော့သူ့ရဲ့ခင်မုန်းလေးအမြင်မှန်တွေရလာခဲ့ပြီဆိုတာပျော်ရွှင်နေခဲ့ပြီးအမေစီကတော့ပျော်တပြုံးပြုံးနဲ့ဖုန်းဆက်ကကြွားနေသေးတာပါဒါမဲ့သူမပြုံးရွှင်သွားတဲ့ထုပ်ပိုးတွေပြင်ဆင်နေချိန်မှာအာဂျေးရောက်လာပြီးတော့တကယ်တော့ဖာကင်စီကပတ်စံတောင်းလို့လွဲအောင်နီရှာရဲ့နာမည်ကိုထည့်ပြောခဲ့တာလို့ပြောလာခဲ့ပါတယ်ဒါကြောင့်ခီးထွမ်းမဲ့ရက်မရောက်ခင်ချိန်မှာအကြောင်းတစ်ခုခုပြပြီးတော့အိမ်မှာပဲနေခဲ့ဖို့နဲ့ဒါမှပဲနှစ်ယောက်စလုံးတော့ပို့ပြီးတော့အစဉ်ပြေလိုက်မယ်လို့ဆိုခဲ့ပြီး နေရှာအရိအာကြီးရဲ့ရက်ဆက်လုံးတဲ့စိတ်သဘောထားကိုအမှန်တိုင်းသိလိုက်ရပြီးတဲ့နောက်မှာဆက်လက်မခံစားနိုင်တော့ပဲကွာရှင်းဖို့ဆုံးဖြတ်လိုက်ပါတော့ရေဒါမဲ့ကွာရှင်းမဲ့အတူတူအာကြီးကိုသင်္ကန်းစာပေးတဲ့အနေနဲ့တမင်အရွက်တိုက်ပြီးဥရောပကိုဇွတ်ကြီးလိုက်သွားဖို့လှုပ်တော့တာပါလေးပေါ်မှာတော့နေရှာကအေးအေးဆေးဆေးအနားယူလိုက်ပါသွားအချိန်မှာအာကြီးကတော့အရှိခုံနဲ့အနောက်ခုံကခီးတယ်ရိကြမှာမုတ်ပုတ်သမားလေးဖြစ်နေရပြီးဆောင်းရမ်းတွေဒေါသပုံထနေကြပါတော့ရေ လေစိတ်ရောက်ပြန်တော့နေရှာရှိမှာဟန်ကြီးပန်ကြီးလုံးပြနေစင်မှာပဲလုံချုံရင်ဝင်နှန်းတွေခေါ်စစ်လို့တောက်ပြုတ်ရပြန်ပါလေကံကောင်းကျင်တော့ခီးဆောင်အိတ်ထဲမှာမောင်ကိုပစ္စည်းတွေပါတစ်ခုမှပါမလာပေမဲ့ကံဆိုးကျင်တော့သူ့ကိုမုတ်တွေလမ်းပို့ခိုင်းခဲ့တဲ့ခန်းပေဆိုတဲ့ခီးတယ်နဲ့အိတ်ချင်းမှားဆွဲလာမိခဲ့တာပါဟိုတယ်ကိုရောက်တာနဲ့အာကြီးလဲချက်ချင်း live လွှင့်ပြီးတော့ចောင်းသားတွေကိုသင်ငန်းစာအတွက်ပြင်ဆင်ထားကြဖို့အကြောင်းကြားလိုက်ပါတယ်။ចောင်းသားတွေတွေမကဘဲမျိုးသူမျိုးသားတွေအားလုံးကလည်း အာဂျီရဲ့ online သမိုင်းသင်ခန်းစာကြီးကိုစိတ်ဝင်စားနေဖြစ်နေကြတာပါ။နောက်နေ့မနက်မှာခီးဆောင်အိမ်မဆွဲလာလို့အာဂျီကပုံမှန်ဝင့်နေကြမှုတဲ့အစင်းလေးကိုဝစ်ပြီးဆင်းလာခဲ့တော့နီရှာတယောက်ထိန်းထားတဲ့ဂျားကပဲအော်ရီမိပါတော့လေ။တဖက်ကခန်းပေးဆိုတဲ့လူကလည်းအာဂျီရဲ့ရိုးရှင်းလုံးနဲ့ဝစ်စားတွေကိုစွတ်ပြီးတော့စိတ်ပြတ်နေပါပြီ။အာဂျီကတော့ဒီနေရာဟာနိုင်ငံခြားတိုင်းပြည်ဖြစ်လို့နီရှာလိုရိုးရိုးအာအမိန်ကလေးတယောက်တော့လွယ်ကူမှာမဟုတ်ဘူးဆိုပြီးလေလုံးထွားနေတော့ပါပဲ။ ခဏနေတော့အာကြီးကចောင်းသားတွေကိုသမိုင်းចောင်းတင်ပေးဖို့ကဘာစစ်သမိုင်းပြတိုက်ထဲကိုထွက်သွားခဲ့ပြီးခရီးလမ်းမြန်ဆန်စေဖို့အတွက်တက္ကစီငှားစီးခဲ့တာပါဒါမဲ့ပြတိုက်ရောက်တော့လက်မှတ်ဈေးကကြီးလုံးနေတာကြောင့်သွေးတူမတက်ဖြစ်သွားခဲ့ရပြီးဈေးကြီးတဲ့လက်မှတ်နဲ့ဓာတ်ပုံတွဲရိုက်ကဈေးပေါ်တဲ့လက်မှတ်ကိုပဲဝယ်ယူခဲ့ပါလိမ့်ကန်ဆိုးကျင်တော့လက်မှတ်မဝယ်မိပြီးစစ်သမိုင်းကြောင်းနေမကြည့်ရတော့ပဲအနောက်တိုင်းအော်ပရာကိုနိုင်နဲ့ခြေပြီးတော့ထိုင်ကြည့်နေကြရတော့တာပါ ဒါနဲ့ပထမနေ့အတွက်ចောင်းသားတွေကိုဘာသင်ငန်းစာမှသင်မပေးနိုင်တော့ပါဘူး။ပြဒနာပေါင်းဆောင်ကြုံပြီးတော့အိမ်ပြန်ရောက်လာတော့နီရှာရဲ့ပစ္စည်းတွေကိုမြင်လို့ကောက်ယူကြည့်လိုက်ရမှာအာကြီးမနာလိုစိတ်တွေဝင်ရပါတော့တယ်။နီရှာတနေ့လုံးตาရသွားတဲ့ shopping truck ကစားချင်ရာတွေဝယ်စားနေခဲ့ပြီးသူမရဲ့ပုံတူပကြီးတစ်ခုပါအမှတ်တရနဲ့ယူလာခဲ့ပါသေးတယ်။ဒါနဲ့အာကြီးလည်းသူ့ရဲ့မာနနဲ့လူအထင်ကြီးခံခြင်းနဲ့စိတ်တွေလျှော့ချပြီး နောက်ရမှာနီရှာနဲ့အတူတူမျိုးရင်းကိုသွားဖို့အတွက်အကူအညီတောင်းပါတော့တယ်။အာဂျေးကဒီနေရာဟာနိုင်ငံရခြားဖြစ်ပြီးတီးတဲ့သူဆိုလို့နီရှာတယောက်ပဲရှိတာမဟုတ်လို့ကူညီပေးသင့်ပါတယ်ဆိုပြီးမျက်နှာငယ်လေးနဲ့ပြောရှာပါလိမ့်။နီရှာကလည်းလက်ထပ်ပြီးတဲ့နောက်ရောက်ကမအိမ်လိုက်နေရတဲ့မိမတယောက်ဟာလည်းနိုင်ငံရခြားကိုတယောက်တည်းရောက်ရတယ်လို့ပဲအာကိုရမယ်ဖြစ်ခဲ့တာကိုရှင် ကိုချင်းစာတက်ပြီလားဆိုတဲ့သဘောနဲ့တာတာနဲ့နာနာပြန်နှက်ပါတော့တယ်။ ဒါပေမဲ့သူကတော့အာဂျေးလိုမရဆက်တက်ပါဘူးလို့ဆိုက နောက်နေ့မှာတော့နှစ်ယောက်သားအတူတူဘယ်ရစ်မျောစင်ကြီးစီကိုထွက်လာခဲ့ကြပါလိမ့်မျောစင်ပေါ်တက်သွားပြီးတဲ့နောက်မှာတော့အာဂျေးလိုသမိုင်းဆရာတယောက်တောင်မသိခဲ့ဘူးတဲ့သမိုင်းကြောင်းတွေကိုနီရှာကပြန်ပြောပြနေခဲ့ပါလိမ့်သူမပြောပြခဲ့တာကကဘာစစ်ကာလာတုန်းကပြင်သစ်လူမျိုးတွေဟာသူတို့ရဲ့လှပတဲ့မျိုးကြီးကိုစစ်ပွဲဒဏ်ကြောင့်ပျက်စီးမသွားစေဖို့မျိုးကိုစွန့်ကထွက်ပြေးသွားခဲ့ကြတဲ့အကြောင်းပါ ါပေမဲ့မျိုးကိုစွန့်ခွာမသွားခင်မှာမျောစင်ဘော်ကိုတတ်တဲ့ဓာတ်လီကကြိုးတွေကိုတော့ဖြတ်ပစ်သွားခဲ့ကြတာဖြစ်ပြီးဟစ်တလာဟာမျိုးကိုအပီးသိမ့်နိုင်ခဲ့တဲ့အချိန်မျောစင်ဘော်တက်ပြီးတော့မျိုးရဲ့အလှပကိုတော့မခံစားနိုင်တော့ပါဘူးအဲဒီနောက်မှာကဘာစစ်သမိုင်းပြတိုက်ကိုအတူသွားခဲ့ကြပြီးအာဂျီလဲသူကရီတိုင်းចောင်းသားတွေကိုတမိုင်းចောင်းတွေကိုတေချာရှင်းပြပေးနိုင်ခဲ့ပါတယ်ចောင်းသားတွေကဒီလိုထူးခြားတဲ့တင်ကြားမှုမျိုးကိုသဘောကျနေခဲ့ကြသလိုចောင်းကြီးကလည်းအကျဉ်းတ်ကြီးကျဉ်းတ်နေပေမဲ့ နိုင်ငံရေးသမားကြီးကတော့အာဂျေးကိုခွင့်မလွတ်နိုင်သေးပါဘူး။ဒါပေအရင်ကပြောခဲ့မှုတဲ့အတိုင်းចောင်းစီယာအလုတ်ကတသလုံးနှုတ်ထွက်သွားစီရမယ်ဆိုပြီးတော့ပဲကျင်းဝါနေသေးပါပဲ။အာဂျေးကနီရှာနဲ့အတူတူသွာလာလဲပတ်တော့မှတကယ်တော့သူမခန့်ညံ့ညံ့မိမတယောက်မဟုတ်မှန်းတိလာခဲ့ရပါလိမ့်။နိုင်ငံသားကြောင့်နေပေမဲ့အာဂျေးလိုယောက်ျားသားတတ်တော်ပို့ပြီးတော့လိုက်လို့ညီတွေဖြစ်အောင်နေထိုင်တတ်သေးတာပါ။ ဒါပြင် RGF ဖုန်းကပိုင်းတိုင်းလက်ထဲပါသွားခဲ့စဉ်ကနီရှာကတွက်လက်စွာနဲ့ဖြက်လန်းကနေအမိလိုက်ပြီးပြန်ယူပေးခဲ့တာပါနီရှာဘက်ကလည်း RG သာလူထင်ကြီးအောင်တိတ်ခါတခွဲသားနဲ့ဟေကြီးဟန်ကြီးမလုတ်ခဲ့ရင်ပေါင်းလို့သိင်းလို့အဆင်ပြေသူတယောက်ပဲဆိုတာသတိထားလိုက်မိပါတယ်တပတ်မှ RG ရဲ့မိခင်ဟာဘီရိုထဲကပစ္စည်းတစ်ခုကိုတွားရှာရာကနီရှာပြင်ဆင်ထားတဲ့ကွာရှင်းစာချုပ်ကိုမြင်သွားခဲ့ပြီးနှစ်ဖက်မိဘတို့ခေါင်းချင်းဆိုင်တိုင်ပင်ကုန်ကြပါတော့တယ်အာဂျေးရဲ့ဖခင်ဖြစ်သူကအာဂျေးတို့ကိုဖုန်းဆက်ပြီးတော့ ဒီကိစ္စကိုသေးသေးချာချာမေးမြန်းဖို့အကြံပေးခဲ့ပေမဲ့နီရှာရဲ့မိခင်ဖြစ်သူကသားသမီးနှစ်ယောက်လုံးအိန္ဒိယကိုပြန်ရောက်တဲ့အခါကျမှတခါတည်းဖြေရှင်းမယ်လို့ပြောခဲ့တာပါအခုသူတို့နှုတ်ရောက်ရှိနေတာကတော့နော်မန်ဒီမှာရှိတဲ့ကမ္ဘာအကြီးဆုံးစစ်သင်းကြီးပဲဖြစ်ပြီးဟစ်တလာကိုတိုက်ခိုက်ခဲ့ကြတဲ့အာဇာနည်စစ်တီပေါင်းထောင်နဲ့ချီလဲလျောင်းအိပ်စက်နေတာဖြစ်ပါလိမ့်အဲ့ဒီနေရာကိုလှည့်ပတ်ကြည့်ရှုပြီးတဲ့နောက်မှာနီရှာငိုကြွေးနေတာကိုမြင်ရတော့အာကြီးကဘာတွေငိုနေတာလဲတကယ်ငိုရမှာငါပါ ဒီနေရာမှာတောက်စရာလည်းဘီယာမရှိမီးစရာအကင်လည်းမရှိဘူးလို့ဆိုလိုက်တော့နေရှာကအာဇာနီစစ်တီတွေရဲ့တမိုင်းချောင်းကိုဖြန့်ထားတဲ့နှက်ချက်ကိုစွတ်ပေးလိုက်ပါလေအာဂျေးနားထောင်လိုက်တာနဲ့သူ့မြတ်ဝန်းမှာတမိုင်းပုံရိပ်တွေကိုကွက်ကွက်ကွင်းကွင်းပြင်လိုက်ရပြီဒီကမ်းခြေမှာရှိနေတဲ့နာကျင်ကြေကွဲစရာတွေနဲ့စုံရှုံမှုတွေကအိန္ဒိယသားဖြစ်တဲ့အာဂျေးလိုလူတစ်ယောက်တောင်ခံစားမနိုင်အောင်စို့နှင့်သွားခဲ့ရတာပါစေအတွင်းကပထမဆုံးစစ်တီအဖွဲ့ဒီကမ်းခြေကိုကတ်လာချိန်မှာ တနအီတွင်းမှာ66ရာခိုင်နှုန်းလောက်ကြာဆုံးကုန်ကြပါလိမ့်။ကြံရှိစစ်တီတွေကလည်းကြာဆုံးနိုင်ခြင်းများတာကိုသိလျက်နဲ့မိသားစုဓာတ်ပုံကို နောက်ဆုံးအကြိမ်နှုတ်ဆက်တဲ့အနေနဲ့ကြည်ပြီးအသက်တွေပေးဆက်ခဲ့ကြပါလိမ့်။တချို့တွေကပထမဆုံးတိုက်ပွဲဝင်မှုကြတာဖြစ်ပေမဲ့သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်သွားကြရသလိုတချို့တွေကမိသားစုတွေအိမ်မှာစောင့်နေကြပေမဲ့သူတို့ကတော့ဘယ်တော့မှအိမ်မပြန်နိုင်သူတွေဖြစ်သွားခဲ့ကြပါလိမ့်။ရင်နာစရာအကောင်းဆုံးကတော့ ကြာဆုံးသွားခဲ့သောအာဇာနည်အများစုဟာစေကျော်တက်ရွယ်လူငယ်လေးတွေဖြစ်နေကြတာပါပဲဒီဖြစ်ပျက်တွေကိုတေချာတည်သွားတဲ့အာကြီးဟာတပည့်တွေကိုတမိုင်းဆိုတာမင်းကိုလွာဖြေဖို့အတွက်မဟုတ်ပဲမအအောင်သင်ဖို့လိုအပ်တာဖြစ်ပြီးအနစ်နာခံပေးဆက်သွားကြတဲ့အာဇာနည်တွေကိုလည်းအမြဲတမ်းအမတ်ရဖို့လိုတယ်ဆိုပြီးတော့ပြန်သင်ပေးခဲ့ပါလေအာကြီးတယောက်မျက်ရည်ကြာလုံးမတက်ခံစားသွားရတာကိုနီရှာကတော့ဂျေနတ်နေခဲ့ပြီး အနည်းဆုံးတော့လူသားဆန်တဲ့နှလုံးသားလေးတော့ရှိတာပဲလို့တွေးနေမိသေးတာပါအာဂျေးကတော့တခြားလူတယောက်ရှိမှမျက်ရည်ကျပြရတာဟာသူ့ရဲ့တိတ်ခါကိုပွန်းပဲ့စေတယ်လို့ဆိုလိုက်တော့နီရှာကဘာလို့အဲ့ဒီအပေါ်ယံပုံရိပ်တွေကိုရှင်တလောက်ထိအလေးထားနေတာလဲလို့မေးပါလေအာဂျေးကအမှန်တိုင်းပြောရရင်သူ့ဘဝမှာဘယ်နေရာမှာမှထူးချွန်တာမရှိလို့လူထင်ကြီးအောင်အမြင်ဟန်ဆောင်နေပြရတာပဲလို့ဝင်ခံစကားဆိုလိုက်ပါလေအဲ့ဒီချိန်မှာတငယ်ချင်းစီကဖုန်းဝင်လာပြီး အာဂျီရဲ့အစီအစဉ်ကအလုံးမဖြစ်ကြောင်းနဲ့နိုင်ငံရေးသမားကြီးဟာခုချိန်ဒီအာဂျီကိုမကျေနပ်နိုင်သေးဘူးလို့သတင်းပေးလိုက်ပါတယ်။ဥရောပခီးစဉ်ကတော့သူ့ရဲ့အပြစ်ကိုမဖုံးနိုင်ကြောင်းသိလိုက်တော့အာဂျီလည်းခီးစဉ်ကိုချက်ချင်းရပ်ပြီးအိန္ဒိယကိုပြန်တော့မယ်လို့ပြောလိုက်ပါတယ်။နီရှာကတော့အာဂျီရဲ့အခုလိုတင်ကြားမှုပုံစံဟာအရန်ကောင်းတဲ့အစီအစဉ်တစ်ခုဖြစ်တာကြောင့်တဝက်တစ်ပြက်နဲ့မရက်လိုက်ပဲအဆုံးထိဆက်လက်တင်ကြားပေးဖို့တိုက်တွန်းခဲ့တာပါ။ ်အမ်စတာဒန်ကိုရောက်တော့ခီးဆောင်အိတ်ချင်းမှဆွဲမိတဲ့ခန်းပေးဆိုတဲ့ဘေးကြီးနဲ့ပြန်ဆောင်ခဲ့ကြပြီမိတ်သူမှအာကြီးရဲ့အိတ်ကပါမလာခဲ့ပါဘူးအကြောင်းကတော့ညာငယ်မာလေးတွေနဲ့ပျော်ပါဖို့ခိုးထွက်လာခဲ့တာကြောင့်ဖြစ်ပြီးအာကြီးကလည်းငါအိတ်ပါမလာရင်မိအိတ်လည်းပြန်မပေးသေးဘူးဆိုပြီးတော့လှုပ်ပါလိမ့်နောက်ဆုံးမှာတော့ခန်းပေးကအတင်းတောင်းပန်တာနဲ့လက်ရှိဝစ်ထားတဲ့ဝစ်စုံကိုပဲအိမ်သားတွေဝင်ပြီးတော့ချွတ်လဲကြပါတော့တယ်နောက်ရမှာတော့သူတို့သွားခဲ့ကြတာကအန်ဖရန့်ရဲ့အင်ဂျီစီကိုဖြစ်ပြီးဂျာမန်စစ်သားတွေဂျူးတွေကိုလိုက်လံတပ်ဖြတ်ခဲ့စဉ်က အန်းနဲ့မိသားစုဟာဒီအိမ်ကြီးတွေကလွတ်ဝတ်အခန်းထဲမှာပုန်းခိုခဲ့ရပြီးတော့73နှစ်ရွယ်သမီးအန်ဖရန့်ဟာတချိန်ကြာရင်စာရေးဆရာဖြစ်ချင်တာကြောင့်အဲ့ဒီချိန်ကလေးကစစ်ပွဲအကြောင်းဒိုင်ယာရီမှတ်တမ်းတွေရေးနေခဲ့တာဖြစ်ပါလိမ့်အာဂျေးကအန်ဖရန့်ဟာကမ္ဘာစစ်ကြီးကိုမကျော်လွှားနိုင်ပေမဲ့သူ့ရဲ့ဒိုင်ယာရီမှတ်တမ်းကြောင့်လူသန်းပေါင်းများစွာရဲ့ရေထဲမှာတော့ဆက်လက်ရှင်သန်နေခဲ့ကြောင်းကိုចောင်းသားတွေကိုတင်ပြပေးခဲ့ပါလိမ့်အာဂျေးဟာဒီနေ့သားဘဝရဲ့နောက်ဆုံးနေ့ဖြစ်မယ်ဆိုရင်ဘာရီလုတ်ကျင်တဲ့လေလို့မေးလိုက်တော့နီရှာက အနီရောင်ဝတ်စုံလှလှလေးဝတ်စင်ကဟိုနားကဆိုင်လေးမှာဘီယာတောက်ချင်တယ်လို့ဆိုလိုက်ပါလေ။အာကြီးလည်းချက်ချင်းအထဲဆိုင်ကိုခေါ်သွားကအနီရောင်ဝတ်စုံလှလှလေးဝဲပေးလိုက်ပြီးဝတ်စုံအတင်းနဲ့လိုက်ဖက်လွန့်နေတဲ့နီရှာကိုမျက်လုံးကျွတ်ထွက်မတတ်ငေးနေမိပါတော့လေ။အဲဒီနောက်ဘီယာဆိုင်ထဲကိုဝင်သွားခဲ့ပြီးနီရှာကိုဝိုင်းကြည့်နေကြတဲ့ယောက်ျားသားတွေကိုအာကြီးကသူ့ကိုသူတောင်သတိမထားမိပဲတဝင်းတုံနေမိတော့တာပါ။နယောက်တူထိုင်ပြီးတော့ဘီယာခွက်တွေတခွက်ပြီးတခွက်မာတောက်နေခဲ့ကြပြီး အရင်နောက်မှာတော့အေကိုရောတကူးနဲ့ပွင်လင်းစွာစကားတော်ပြောခင်မိကြပြီးတော့အာဂျီကငါတို့နှစ်ယောက်မှာအကြိုက်တူတာလဲတခုမှမရှိဘူးဆိုပြီးတော့ပြောလိုက်ပါလေနေရှာကအကြိုက်ချင်းတူဖို့ရေးမကြည့်ပါဘူးလို့ဆိုကတယောက်တစ်ခွက်ထပ်မော့လိုက်ကြပြီးအတူတွဲကကြပါတော့လေအရင်နေ့ကစလို့နှစ်ဦးသားဆက်ဆံရေးကပို့ပြီးတော့အစင်ပြေလာခဲ့ပြီးအတူလဲပတ်သွားလာခြင်းနဲ့ပျော်ရွှင်စွာရှိနေခဲ့ကြတာပါနောက်ရမှာတော့ဒုတိယကဘာစီကြီးအစပြုရာဖြစ်တယ်လို့ အဆုံးသတ်တဲ့မြို့လဲဖြစ်တဲ့ဘာလင်မြို့ကိုရောက်လာခဲ့ကြပါလိမ့်။အာဂျီယာဘာလင်မြို့ကိုကြည်ပြီးတော့တာယာလှပတဲ့မြို့ကိုပိုင်းဆိုင်ထားပါလေရနဲ့ဟစ်တလာရဲ့အတော်မတတ်တဲ့လောဘစိတ်ကြောင့်ကမ္ဘာနဲ့ချီပြီးတော့အကြီးအကျယ်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်လို့ပြောပါလိမ့်။နီရှာကတကယ်တော့လူသားအလုံးဟာဟစ်တလာတွေပါပဲ။ဆိုင်ကယ်ရှိတဲ့သူကကားပိုင်ခြင်းနဲ့ကားပိုင်လာခဲ့ရင်လည်းနောက်ထပ်ပိုကောင်းတဲ့ကောင်လိုချင်လာတတ်တယ်လို့ဆိုလိုက်ပါလိမ့်။ဒီလိုနဲ့နဝူသားဆက်ဆံရေးအတော်လေးအစဉ်ပြေတိုးတက်လာခဲ့ပြီးမှ ရုတ်တရက်ဆိုသလိုပြဿနာအကြီးကြီးတက်ကြပြန်ပါလေအချောင်းကတော့လွန်ခဲ့တဲ့ရက်ကသူတို့နှစ်ဦးဘီယာတောက်ပြီးတော့အတူတွဲကနေခဲ့ကြတာကိုနီရှာကဗီဒီယိုရိုက်ကူးထားတာကြောင့်ပဲဖြစ်ပါလေနီရှာကတော့ရှားရှားပပပျော်ရွှင်ရတဲ့ချိန်လေးကိုအမှတ်တရရိုက်ကူးကဖွာပေါ်ပေါ်တင်ခဲ့တာဖြစ်ပေမဲ့မထင်မှာပဲနဲ့လူကြီးများသွားပြီးတမျိုးလုံးမြင်သွားခဲ့ကြတာပါအာဂျီရဲ့မြင်မာတော့သူ့တိတ်ခါတွေကြာဆင်းစေပြီးဒီဥရောပခီးစင်ဟာတောက်စားပျော်ပါဖို့လာခဲ့တာလို့အားလုံးထင်မြင်သွားလိမ့်မယ်ဆိုပြီးနီရှာကိုကြံတွေ့ပါတော့တယ် နေရှာကလည်းသူ့အနေနဲ့အမှတ်တရဖြစ်တာရိုက်ကူးထားတာဖြစ်ပြီးဒါကလည်းအပြစ်တစ်ခုမဟုတ်ပဲအာဂျီကသာနေရတကလူထင်ကြီးခံကျင်နေတဲ့အပေါ်ယံသမားပဲလို့ပြောလိုက်တော့တာပါအာဂျီကလည်းအနာဘောဒုတ်ကြသွားလို့နေရှာကိုရင်းရင်သီးသီးပြန်ပြောပြလိုက်ပြီးအဲ့ဒီစကားတခွန်းကြောင့်နေရှာဟာအာဂျီကိုတကယ်ကွာရှင်းမှုဆုံးဖြတ်လိုက်ပါတော့လေဒီမှာကဥရောပကိုခီးမထွက်လာခင်ကတည်းကကွာရှင်းစာချုပ်ကိုပြင်ဆင်ထားပြီးဖြစ်ကြောင်းနဲ့လူငယ်တဲ့ရက်တွေကအာဂျီနဲ့တူပျော်ရွှင်ခဲ့ရတာတွေကြောင့်ရှေ့ဆက်လက်တွဲလို့ရမယ်လို့ထင်မှတ်ခဲ့ပေမဲ့ တကယ်တမ်းတော့လုံးဝဖြစ်မလာနိုင်မှန်းနားလေလိုက်ပြီးလို့ပြောခဲ့တာပါ။နေအောင်သားရန်ဖြစ်ပြီးနောက်မှာအာဂျီလည်းတယောက်တည်းထွက်လာခဲ့ပြီးဒီနေ့အတွက်တော့ဟစ်တလာပြတိုက်ကိုရောက်လာခဲ့တာပါ။ဟစ်တလာရုပ်ပုံကိုကြည့်ပြီးတော့သူနားလေလိုက်တာကအလိန်သာစကားတွေနဲ့ဝါရဖြန့်ပြီးတိဆောက်ရတဲ့ပုံရိပ်ဆိုတာကြာကြာမခံပဲပြက်စီးသွားတာပြီးအာနာရှင်နဲ့နောက်လိုက်အပေါင်းတို့ကလည်းနောက်ဆုံးမှာတော့မုံဟင်းကားနဲ့မြေဩဇာတွေဖြစ်သွားကြတယ်ဆိုတာပါပဲအာနာရှင်တွေကတေကျင်းဆိုးယုံမျှတာမှာကာသီးပဲ ်တည်ဆုံးခဲ့တဲ့နေရာကိုတောင်ဘသူမှစောင့်ရိပ်လုပ်မနေပုံကတော့ဟစ်တလာတည်ဆုံးခဲ့တဲ့နေရာဟာအခုဆိုရင်ကားပါကင်ထိုးတဲ့နေရာဖြစ်နေတာပါအဲ့ဒီနောက်ပိုင်းတော့အပေါ်ယံပုံရိပ်ကြောင့်နေရှာကိုရင်းရင်သီးသီးပြောမိခဲ့တဲ့ဇကားတွေအတွက်အာကြီးစတင်နောင်တရနိုင်မိပါတော့ရေတဲမှာခမ်းဘေးနဲ့ခီးဆောင်အိတ်ချင်းပြန်လဲခဲ့ပြီးတဲ့နောက်မှာပြားလိုက်သေးကိုတူဝင်သွားခဲ့ပြီးခမ်းဘေးကဝက်ဝံရုပ်လေးတစ်ခုကိုကြည့်ရင်းနဲ့ဘရိုသာဆိုရင်အဲ့ဒီကာလာကြီးထဲမှာဝက်ဝံရုပ်ကိုယူနေအောင်မလားလို့ပြောပါလေအာကြီးက အဲ့ဒီရုပ်ကငါတို့အတွက်တော့တာမန်ရုပ်လေးပဲဒါမဲ့သူ့အတွက်တော့ငယ်ဘွားတစ်ခုလုံးကိုကိုးစားပြုထားတဲ့ပစ္စည်းနာစီတပ်သားတွေကမိနစ်ပိုင်းအတွင်းမှာပစ္စည်းတွေတင်ခိုင်းပြီးတပ်ပစ်ဖို့ခေါ်သွားကြတာအဲ့ဒီအိတ်ငယ်လေးတစ်လုံးထဲမှာတဘွားစာလုံးထည့်သွားဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပဲလို့ဆိုခဲ့တာပါခံပေးကဒါဆိုဘရိုဆိုရင်ရောအဲ့ဒီချိန်မှာဘာပစ္စည်းတွေကောက်ထည့်မလဲလို့မေးလိုက်တော့အာဂျီလေစိတ်ကူးနဲ့ရွေးချယ်ကြည့်လိုက်ပါလေအစာပိုင်းမှာအဝေစားနဲ့တံပိုးကြီးပစ္စည်းတွေထည့်ဖို့လုပ်ပေမဲ့ မိဘနှစ်ပါးရဲ့ဓာတ်ပုံနဲ့နီစာနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကိုမြင်တော့အဝိစားတွေကိုထုတ်ပြကဓာတ်ပုံတွေကိုကောက်ထည့်လိုက်ပါလိ။အဲဒီနောက်နီစာနဲ့မင်္ဂလာဓာတ်ပုံလေးကိုမြင်ပြီးတော့အသက်နဲ့ရင်းပြီးနာစီစစ်သားတွေကိုအတိုက်ခံလောက်ကမင်္ဂလာဓာတ်ပုံလေးကိုရအောင်ယူလိုက်မိတာကိုမြင်ရောက်လိုက်မိပါလိ။ဒီတော့မှပဲအာဂျီဟာတကယ်တော့နီစာကိုသူကချစ်နေခဲ့ပြီးကြံရှိတဲ့တပ်တန်းတစ်ချောင်းလုံးသူမနဲ့တူနေထိုင်သွားခြင်းကြောင့်တိလိုက်တော့တာပါ။ အဲ့ဒီညနေမှာတော့သူ့ရဲ့မာနတွေဟန်ဆောင်ပုံရိပ်တွေအားလုံးကိုခဝါချလိုက်ပြီးနီရှာကိုစိတ်ထအရင်ခံတဲ့တောင်းပန်စကားပြောခဲ့ပါလေသူကခင်မုံကောင်းတယောက်မပီတခဲ့တာအတွက်ခွင့်လို့ပေးဖို့နဲ့ဂျေဇူးပြုပြီးဒီခီးစဉ်အဆုံးထိနီရှာကိုသူနဲ့တူလိုက်ပါစေချင်တယ်လို့ပြောခဲ့တာပါသူတို့ရဲ့ဥရောပခီးစဉ်ပြီးဆုံးသွားရင်တော့နီရှာအနေနဲ့သူ့စီကထွက်သွားခြင်းနဲ့ဆိုရင်လဲမတားတော့ပါဘူးလို့ဆိုတော့နီရှာလည်းလက်ခံခဲ့ပါလေအဲ့ဒီနောက်ခီးဆက်ထွက်လာခဲ့ကြပြီး အာဂျီဒီတစ်ခေါက်ចောင်းသားတွေကိုတင်ချမှာကကဘာစစ်ကြီးရဲ့ကြောက်စရာအကောင်းဆုံးနဲ့အမောင်မိုင်ဆုံးနေရာဖြစ်တဲ့အောက်စဝစ်အချင်းစခန်းចောင်းပါလူပေါင်းတပ်တန်းခွဲနှီးပါးကိုဒီအချင်းစခန်းမှာဖမ်းထားခဲ့ပြီးအဲ့ဒီထဲမှာ၃သိန်းနှီးပါးလောက်ကအရွယ်မရောက်သေးတဲ့ကလေးငယ်တွေဖြစ်ပါလေအချင်းသားအားလုံးကြံ့ညာစွာနေထိုင်ကြရတဲ့ပြင်အသက်ရှင်တန်ယုံလောင်လေးစားတောက်ကြရပါလေနာစီတွေအလိုမကျတာတခုခုကိုလှုပ်ခဲမိရင်တော့ခံရမယ့်အပြစ်ကသေးတယ်အပြင်အချားမရှိပါဘူး ဲ့ဒီအကျဉ်းသားတွေတဲကတသန်းကြော်ကြော်တို့ကအသက်ဖြတ်ခံခဲ့ကြတာဖြစ်ပါလေလဲပကြီးရင်နဲ့ဆက်မခံစားနိုင်တော့လို့အစိမ့်ငွေနဲ့တတ်ဖြတ်တဲ့အခန်းစီကိုမသွားတော့ဘဲလှည့်ပြန်လာခဲ့ကြရပါလေအကျဉ်းစခန်းတွေကပြန်ထွက်လာတော့သူတို့နှစ်ယောက်လုံးဘာစကားတခွမှမပြောနိုင်ကြတဲ့အထိပါပဲညာဘက်မှာတော့အဲ့ဒီ outswitch အကျဉ်းစခန်းကအသက်ရှင်ကြံရစ်သူတွေရဲ့ဟောပြောပွဲကိုတတ်ဖို့အခွင့်ရခဲ့ကြပါလေ အဲ့ဒီလူကသူဟာဇနီးဖြစ်သူကိုတခါမှရိုက်ပုတ်တာမျိုးတွေဖောက်ပြန်တာမျိုးတွေမလုပ်ခဲ့ဘူးလို့စစ်ကြီးမဖြစ်မီအထိသူ့ကိုယ်သူခင်မုံကောင်းတယောက်လို့ထင်ခဲ့ပေမဲ့တရက်မှာတော့သူ့အထင်ကမှားကြောင်သိလိုက်ရပါလေအเจ้าကတော့သူဇနီးနဲ့တူအလဲခီးထွက်တာမျိုးနဲ့သူမကြိုက်တတ်တာလေးတွေဝယ်ပေးတာမျိုးတွေမလုပ်ဖူးတာကို တွေးမိသွားတာကြောင့်ပါသူတို့နှစ်ယောက်အဖမ်းခံလိုက်ရကအချင်းစခန်းကို ရောက်လာတော့တဏျာစီ ခွဲထားခံလိုက်ရပြီအဲ့ဒီချိန်ကျမှအနားမှာဇနီးရှိတဲ့အချိန်တွေရဲ့တန်ဖိုးကိုနားလေခဲ့ရပါလေ တရက်မှဇနီးနဲ့တွေ့ခွင့်တနာ ਈ ပဲရှိကြတာဖြစ်ပြီးသူတို့တော့အဲ့ဒီအချိန်ပိုင်းလေးဟာအဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိနေခဲ့ပါလေအကြောင်းကတော့အဲ့ဒီတွေ့ခွင့်ရတဲ့တနာ ਈ ဟာသူ့အတွက်နောက်ထပ်23နာရီကိုဖြတ်ကျော်ဖို့ခွန်အားတွေဖြစ်စီလို့ပါပဲဒါပေမဲ့ရပိုင်းကြာမှာတော့သူဇနီးကို လုံးဝမတွေ့ရတော့ကြောင်းအဲ့ဒီလူကပြောပြခဲ့ပါလေဒီလိုနာကျင်စရာကောင်းတဲ့အဖြစ်ပြက်ကြောင့်မိမိချစ်ရသူရဲ့တန်ဖိုးကိုအချိန်နှောင်းမှနားလေတာမျိုးမဖြစ်တင်ကြောင်းအာကြီးတင်ငန်းစာရလိုက်မိပါလေ။ တဖက်မှာတော့နိုင်ငံရေးသမားကြီးကအာဂျီရဲ့တမိုင်းသင်ကန်းစာရီအားအကျိုးမရှိကြောင်းကိုတက်တည်ပြပြီးဒုက္ခပေးဖို့ကြံစီနေပါပြီ။သူကအာဂျီအွန်လိုင်းက live link သင်ကြားနေတဲ့ဒုရယာကဘာစစ်အကြောင်းကိုစာမေးပွဲလုပ်ပြီးចောင်းသားတွေကိုဖြေဆူခိုင်းနေတာပါ။ចောင်းသားတွေကအောက်မှတ်မရခဲ့ရင်တော့အာဂျီတယောက်ပြဿနာကြီးရဲ့တက်တော့မှာဖြစ်ပါလိမ့်။အကျဉ်းသားတွေအစိမ့်ငွေနဲ့တပ်ပစ်ခန်းနဲ့ခန်းထဲကိုဝင်လာခဲ့ပြီး ိတ်မကြခင်မှာပဲအတိတ်ကပုံရိပ်တွေမြင်အောင်ကအစမတန်မွန်ကျက်လာခဲ့ပြီးတော့လီရှာရဲ့ယောဂပြန်ထလာခဲ့ပါတော့တယ်။အရင်တုန်းကအာဂျေးဆိုရင်တော့တကိကိနဲ့တက်နေတဲ့နီရှာကိုပြစ်ထားပြီးတော့ထွက်ပြေးသွားမှာဖြစ်ပေမဲ့ခုချိန်မှာတော့ဂုံတိတ်ခါရီပုံရိပ်တွေကိုဂီးမဆိုင်နိုင်တော့ပဲစိုးရင်ကြီးပြေးပွေကအနီးကပ်ပြုစုနေတာပါ။လီရှာသတိပြန်ဝင်လာချိန်မှာတော့သူ့ဘော်ဂီးဒီဇိုင်းရှိနေတဲ့အာဂျေးကိုကြည့်ကကြိတ်ပြီးတော့ကျေနပ်နေမိပါတော့တယ်ဒီလိုနဲ့အိန္ဒိယကိုပြန်လာချိန်မှာတော့ ။လီရှာသူမရဲ့ဆုံးဖြတ်ချက်ကိုပြင်လိုက်ပြီးအာဂျီရဲ့အိမ်ကိုပဲပြန်လိုက်လာခဲ့တာပါ။မိဘဖြစ်သူတွေကနှစ်ယောက်လုံးအတူပြန်လာတာကိုမြင်လိုက်ရတော့အန်အုံးဝမ်းသာနေကြတယ်လို့အာဂျီရဲ့စကားပြောဆိုပုံတွေကစပြောင်းလဲသွားတာကိုလည်းသဘောကျနေရတော့တာပါ။ဒါပေမဲ့နောက်ရက်မှာပဲနိုင်ငံရေးသမားကြီးကအာဂျီကိုဆင့်ခေါ်ခဲ့ပြီးအရင်လိုအပေါ်ယံပုံရိပ်တွေကိုမလိုချင်တော့တဲ့အာဂျီကလည်းပြီးခဲ့တဲ့တစ်လျှောက်လုံးသူဟာတာဝန်မကျေတဲ့ចောင်းဆရာတယောက်ဖြစ်ခဲ့ကြောင်းနဲ့ အမတ်ကြီးကဘလို့အပြစ်ပဲပေးသည်ဖြစ်စေဂျေနတ်စွာခိုင်ဖို့အစင်းနဲ့ရှိတယ်လို့ပြောလိုက်တာပါအနည်းဆုံးပြီးခဲ့တဲ့15ရက်အတွင်းမှာတော့ခလေးတွေကိုဒုတိယကဘာစီအကြောင်းကိုအကောင်းဆုံးတင်ပြပေးနိုင်ခဲ့တာကြောင့်သူဂျေနတ်ပါပြီလို့ဆိုလိုက်ကစကားဆုံးတာနဲ့နှုတ်ထွက်စာတခါတည်းတင်လိုက်ပြီးလှဲ့ထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့အဲ့ဒီချိန်မှာចောင်းအုပ်ကြီးကចောင်းသားတွေရဲ့အမှန်စင်းကိုဖတ်ပြလိုက်ပြီးလွတ်တော်အမတ်ကြီးကလည်းအာကြီးကိုအယံတော်တယ်ကြောင်းစရာတယောက်ပါပဲဆိုပြီးတော့ချီကျူးစကားပြောလိုက်တော့တာပါ လွတ်တော်မှကြီးအငိုင်ဖန်းစစ်ဆေးခဲ့တဲ့စာမေးပွဲမှာចောင်းသားတွေကအမှတ်ပြည့်နှီးပါးတွေနဲ့အောင်မြင်ခဲ့တာចောင်းပဲဖြစ်ပါလေ။တမိုင်းဆိုတာအမားတွေကိုသင်ကန်းစာယူနိုင်ဖို့ရှိနေတာဖြစ်ပြီးဆရာကောင်းတယောက်ဖြစ်လာပြီးဖြစ်တဲ့အာချေးကိုလည်းဒီចောင်းမှာဆက်တင်ပေးဖို့အမှတ်ကြီးကပြောခဲ့ပါလေ။အဲဒီနောက်တော့ចောင်းသားတွေကိုကြည်နူးစွာလိုက်လံနှုတ်ဆက်နေတဲ့အခန်းလေးနဲ့ပဲရုပ်ရှင်ကလည်းဇက်သိမ်းသွားခဲ့ကြောင်းတင်ပြရင်းနဲ့ပဲဒီနေ့တင်ဆက်မှုကတော့ဒီမာရီမဲရန်နာကွင်းပြူပါအောင်ခမရ နောက်ရက်တွေများမှလည်းရုပ်ရှင်ဇာတ်ကားကောင်းများစွာနဲ့ပြန်လာခဲ့ပါဦးမယ်။စုံဒီအားပေးခဲ့တဲ့ပရိသတ်ရောက်စီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ပရိသတ်များနဲ့တကွာရွှေမြန်ပြည်သားများအားလုံးပဲဘေးကင်းကျန်းမာကြပါစေခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။